ဖတ်တိမအချင်းပေါင်းဆိုင်မရှိတော့လို့တိတ်ဆိတ်ခြောက်ကတ်သွားတဲ့ဥပိန်တရာကြီးပရိသတ်များလုံးမင်းမင်္ဂလာပါရှင့်ဆယ်လင် insider page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုဆိုရင်တော့မန္တလေးမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ဥပိန်တရာကြီးကအရင်လိုခီးသွားတွေမရှိကြတော့ဘဲနဲ့တိတ်ဆိတ်သွားပြီဆိုတာကိုသိကြပါသလားအလုံးသိတဲ့အတိုင်းသွားလာရခက်ခဲပြီးတော့အဆင်မပြေဝဲနဲ့နိုင်ငံရေးအခြေအနေလည်းမကောင်းတာကြောင့်ခီးသွားဧည့်သည်တွေကဥပိန်တရာစီကိုလဲပတ်မှုနှဲပါနေရဖြစ်ပါတယ် ဒါပေမဲ့ social media မှာနာမည်ကြီးတဲ့ဆယ်လီဖတ်တီးမရဲ့တမျာသီးတို့အချင်းပေါင်းလေးကိုဝယ်ယူစားသုံးကြတဲ့သူတွေကြောင့်ဥပိန်တရာကပြန်လည်ပြီးတော့အသက်ဝင်ကစီကားလာခဲ့ရဖြစ်ပါတယ်။အရင်ကတိတ်ဆိတ်၆ကန်းနေပေမဲ့ဖတ်တီးမအချင်းပေါင်းဆိုင်လေးရောင်းအမြင့်တက်လာပြီးတဲ့နောက်ပိုင်းလူတွေကြိတ်ကြိတ်တို့စီကားလာတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဖတ်တီးမအချင်းပေါင်းဆိုင်ကမနာလိုသူလူတစုရဲ့လက်ချက်ကြောင့်အပိတ်ခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ ဥပိန်တရားကလည်းအရင်လိုမစီကားနိုင်တော့ပဲတိတ်ဆိတ်သွားခဲ့ပြီဖြစ်ပါတယ်။ဖတ်တီမကကိုဝင်ဆောင်တဲ့တယောက်ဖြစ်ပေမဲ့ယူသားစူးစားစွာနဲ့တတ်နိုင်တဲ့များအချင်းပေါင်းလေးတွေကိုတုပ်ပြီးတော့ရောင်းချနေရဖြစ်ပါတယ်။အဲ့ဒီထဲကမှတမယာသီးတို့အချင်းပေါင်းလေးကရေပန်းစားသွားခဲ့ပြီးရဲ့နောက်ပိုင်းအနေနဲ့ရဲရဲကပရိသတ်များစွာရဲ့ဝယ်ယူအားပေးနေကြပါတယ်။အနုပညာရှင်ဆယ်လီတွေကပါလာရောက်အားပေးကြတဲ့အတွက်ခီးသွားဧည့်သည်တွေဖျားဖူးတွေပို့ပြီးတော့များလာကအရန်စီကားခဲ့ရဖြစ်ပါတယ်။ သူမရဲ့ဆန်လေးမှာရောင်အမြင့်တက်လာတာမဟုတ်ဘဲအနီးနားကဈေးတယ်လေးတွေနဲ့အကူအညီလောက်ကန်ပေးနေတဲ့မိသားစုတွေလည်းပို့ပြီးတော့အဆင်ပြေလာကြတာဖြစ်ပါတယ်။ဖတ်တီးမကလည်းအချင်းပေါင်းရောင်းရတာကတကယ်ကိုမှအဆင်ပြေလာပြီးတော့အကျွေးတွေတတ်နိုင်သမျှဆက်နိုင်ခဲ့ပါတယ်။ဒီလိုမျိုးဥပိန်တရားကိုမိကိုအားထားပြီးတော့ရောင်းချနေရတဲ့လမ်းပေးဈေးတဲ့မိသားစုလေးတွေအဆင်ပြေနေတယ်လို့ဥပိန်တရားကြီးကလည်းစီကအသက်ဝင်နေခဲ့ရကိုတွေ့မြင်လာရပါတယ်။ ဖတ်ဒီမာကကိုယ်တိုင်လည်းအဆင်ပြေတယ်လို့ဘေးပတ်ဝန်းကျင်ကလူတွေကိုပါအဆင်ပြေအောင်ဆွမ်းဆောင်ပေးခဲ့ပေမဲ့မနာလိုသူတွေကတော့အခုလိုမျိုးဆိုင်ပိတ်ရအောင်လှုံ့ဆော်ခဲ့ပါတယ်။ဒါကြောင့် FDA ကစစ်ဆေးမှုတွေကိုလည်းခံရပြီးတော့သတိပေးစာတွေပါထုတ်ပြန်ခံရပြီးတဲ့နောက်ပိုင်းဖတ်ဒီမာအချင်းပေါင်းဆိုင်လေးကပိတ်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။တိတိပင်ကောင်းရင်ငှက်တတောင်းနားတယ်ဆိုတယ်လို့ပဲအခုတော့အဲ့ဒီတိပင်ကြီးကိုတချို့တွေကဖျက်ဆီးနေရကြောင်းငှက်တွေကလည်းအခက်ခဲနဲ့အကြုံတွေ့နေရပြီဖြစ်ပါတယ်။ ဥပိန်တရာကြီးကလည်းအခုဆိုရင်တော့အရင်လောက်စီကားတာမျိုးမရှိတော့ပဲပြန်လည်ပြီးတော့တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ကြပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဘေးပတ်ဝန်းကျင်ကနွမ်းပါတဲ့ဈေးတယ်မိသားစုဝင်တွေကတော့ဖက်တီမအချင်းပေါင်းဆိုင်လေးအမြန်ဆုံးပြန်လည်အောင်ချနိုင်ဖို့အတွက်စုတောင်းပေးနေကြတာဖြစ်ပါတယ်။ဖက်တီမကလည်းအစာပိုင်းတုန်းကတော့စိတ်တကြသွားပေမဲ့အခုချိန်မှာတော့တက်များသေးတော့ရောင်းချခွင့်အပိတ်ခံလိုက်ရပါတယ်။တခြားပစ္စည်းတွေကိုရောင်းချဖို့လည်းစီစဉ်နေခဲ့ပါပြီ။ သူမတန်းနိုင်တာကဈေးရောင်းတာလေးပဲရှိရာကြောင့်တမညာသေးတော့မရောင်းရပေမဲ့ငားအေးကွန်ကြောင်ရောင်းချဖို့အတွက်အစီအစဉ်တွေအကုန်တွေ့ရပါတယ်။တန်းနိုင်တမညာတန်ရှင်းစွာနဲ့စ조사နေခဲ့ပြီးတော့ငားအေးကွန်လေးတွေကိုယ်တိုင်ကြော်ပြီးရောင်းချတော့မှာပဲဖြစ်ပါတယ်။ဖတ်ဒီမဆိုတာကတမညာသေးတော့ကြောင့်နာမည်ကြီးလာတာဆိုပေမဲ့လည်းရိုးသားဖြူစင်မှုလေးတွေကတော့အတိုင်းသားမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်မလို့ပရိသတ်တွေကတော့သူမပါပဲရောင်းရောင်းအားပေးကြမယ်ဆိုပြီးတော့ထောက်ခံနေခဲ့ကြပါတယ်။ ဒါကြောင့်ဖတိမရဲ့ဈေးဆိုင်လေးကပြန်ဖွင့်မယ်ဆိုရင်တော့အချင်းပေါင်းမဟုတ်ပဲတခြားဘာပစ္စည်းပဲရောင်းနေပါစေ။အားပေးမဲ့သူတွေနဲ့ပြန်လဲပြီးတော့အစီကအသက်ဝင်လာအောင်မှာပဲဖြစ်ပါတယ်။ပြန်လဲတိတ်ဆိတ်ချောက်ကပ်နေပြီဖြစ်တဲ့ဥပိန်တရာကြီးအသက်ဝင်စီပုံဖတ်တီမအချင်းပေါင်းဆိုင်လေးပြန်ဖွင့်နိုင်ဖို့အတွက်အားပေးစကားလေးတွေပြောခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်